အမေရိကန်ပြည်ထောင်စု Wisconsin ပြည်နယ်မှာရှိတဲ့ဂျေးလက်ဒေသတစ်ခုရဲ့လန်ဒန်လန်ဟာဂုံးပြေဒေသကအမွေးထူနွားတွေတိုးရီရဲ့စစ်ချက်ကိုဥတီနေပါတယ်အဲ့ဒီနေရာမှာမြို့ပြနေထိုင်မှုတွေနဲ့ဝေးရာကျေးလက်ဒေသအရသာကိုခန်းစားနိုင်စေဖို့ Airbnb အပန်းဖြေတဲခုခံအဖြစ်ချပိုင်ရှင် Bridge Thompson ပြောင်းလဲထားတဲ့ခေဟောင်းနောက်တွဲတစ်ခုလည်းရှိပါသေးတယ်။ အပန်းဖြေလာတဲကြတဲ့ဧည့်သည်တွေစီကနေပုံမှန်ဝေဝေဖန်တီးပေးနေတဲ့ Big River Ranch အမည်ရှိတဲ့သူ့ရဲ့စိုက်ပျိုးမွေးမြူရေး channel မှာအသားထွက် မွေးမြူရေးတရိစံတွေလည်းရှိပါတယ်ဆိုင်ပြုံးမွေးမြူရေးလုပ်ငန်းကဝေဝေကြဆင်းလာတာနဲ့အများကျေးလက်ဒေတာအတွေ့အကြုံတွေတိုးပွားလာစေဖို့ဒီလိုညအိတ်တဲခုန်တိုင်းတဲ့ခီးသွွားလုပ်ငန်းအဖြစ်တော့ဆန်တို့လိုချမ်ပိုင်ရှင်တွေပြောင်းလဲလုပ်ကင်လာကြတာပါ စိုက်ပျိုးမွေးမြူရေးအခြေခံခီးသွွားလုပ်ငန်းဟာဒေါ်လာ၄.၅ဘီလီယံတန်ဖိုးရှိတယ်လို့လည်းအမေရိကန်စိုက်ပျိုးရေးဌာန USDA ကခန့်မှန်းထားပါတယ်။ Thomson ရဲ့ Airbnb တဲခိုကန်ကရတဲ့အဝေးငွေဟာမတည်ငြိမ်တဲ့ကုန်စည်လုံးတွေကိုခံနိုင်ရရှိအောင်အထောက်အကူပြုသလိုသူ့ရဲ့အသားထုတ်ကုန်တွေဖြစ်တဲ့အမဲသားနဲ့သိုးသားကိုစားတောက်ဆိုင်တွေမှာတွားရောက်ရတာထက်သူစီလာတဲ့ဧည့်သည်တွေကိုတိုက်ရိုက်ရောက်တာကဝေဝေပိုးရတယ်လို့လဲဆိုပါတယ်။ ကိုဗစ်ကရောဂါကာလအသွာအလာကန့်သက်ချက်တွေအနည်းနာကမျိုးတွေမှာရှိခဲ့တော့ကတော်ပဆန်ရဲ့ဟိုတယ်မှာတော့ကြိုတင်ဘုတ်ကင်တွေနဲ့ပြေးလို့နေပြီးတော့အပတ်တိုင်းလိုလိုဧည့်သည်တွေရောက်လို့လာတာပါကိုဗစ်ကာလမှာလေယာရီနဲ့ကျေးလက်ဒေသတွေစီအပန်းဖြေခရီးသွားဖို့ရွေးချယ်ကြသလိုကျေးလက်ဒေသမှာမြို့ပြနဲ့မတူတဲ့ခက်ခွက်ခွာနေလို့ရတာကြောင့်လေယာခရီးသွားလုပ်ငန်းကအားကောင်းလာခဲ့တာလို့မင်းနီဆိုဒါတက္ကသိုလ်ကကျောင်းဆရာရိုင်ယန်ဖက်ရှ်ကပြောပါတယ်။ that uh, consumers are looking for more တကယ်တော့ဧည့်သည်တွေကပိုစစ်မှန်တဲ့အတွေ့အကြုံတွေကိုရှာဖွေနေကြတာလေ။ အမေရိကန်ပြည်ထောင်စုကကာလာတို9ရက်နဲ့လုပ်ငန်းတွေကိုလေးလာချက်အရာစိုက်ပျိုးပွင့်ပြုရေးအခြေခံတဲခိုကလုပ်ငန်းတွေဟာလူခဲတဲ့9နှစ်အတွင်း89ရာခိုင်နှုန်းတိုးလာပြီးတော့အခန်းငားတဲ့လုပ်ငန်းတွေထဲမှာနှစ်ဆလောက်အထိတိုးလာတယ်လို့လည်း RDNA ကုမ္ပဏီရဲ့အချက်အလက်တွေမှာဖော်ပြထားပါတယ်။ Airbnb လို့တခြားနာမည်ကြီးတဲခိုကလုပ်ငန်းတွေဖြစ်ကြတဲ့ Hipcom, Harvest Host နဲ့ The Dirt တို့မှာလည်း လူခဲ့တဲ့၅နှစ်အတွင်းစိုက်ပျိုးမွေးမြူရေးအခြေခံတဲခိုကလုပ်ငန်းတွေဆင်းရဲပေးတာတည်တည်တသာတိုးလာတယ်လို့လည်းဆိုပါတယ်။အမေရိကန်စိုက်ပျိုးရေးဌာန USDA အချက်အလက်တွေအရစိုက်ပျိုးမွေးမြူရေးလုပ်ငန်းကဝင်ငွေဟာ2022ခုနှစ်မှာ23ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့တာပါ။အမေရိကန်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကအဝင်ငွေဟာဒီနှစ်မှာဒေါ်လာမယ်လို့ခန့်မှန်းထားပေမဲ့အဓိကကတော့အစိုးရရဲ့အထောက်ပံ့ကြောင့်သာဖြစ်ပြီး ထွက်ကုန်တွေကရတဲ့ဝင်ဝင်ကတော့ဆက်လက်ကြဆင်းပဲလို့ခန့်မှန်းထားပါတယ်။တချို့နေရာတွေကလလန်းမမီနိုင် မရောက်နိုင်တဲ့နေရာတွေဖြစ်နေတာဒါမှမဟုတ်ချမ်ပါရှင်တွေကသစိမ်းတွေကိုလက်မခံချင်တာမျိုးလည်းရှိတတ်တာကြောင့်စိုက်ပျိုးမွေးမြူရေးချမ်းအားလုံးကိုတော့ခီးသွွားလုပ်ငန်းအဖြစ်ပြောင်းလဲဖို့မဖြစ်နိုင်ပါဘူး။အမခန့်ထားရတာအစိုးရစီးပွားတွေကိုလိုက်နာရတာတွေကလည်းငွေကြေးအကုန်ကြများနိုင်ပါတယ်။ အသက်33နှစ်အရွယ်သောမစံကတော့စံပြိုးရည်နဲ့မွေးမြူရည်ကိုအားထားစရာမလိုတော့တဲ့လုပ်ငန်းဖြစ်လို့သဘောကျတယ်လို့ပြောပါတယ်။ I don't want to be out there working my butt off for 5 dollars an hour. အဲ့ဒီရီဒရဲ airstream နောက်တွဲကိုတန့်ရှင်းရေးလုပ်ရင်တနာယီကို American dollar 100ရနေတဲ့အချိန်မှာ9ဒေါ်လာပဲရဖို့အပြစ်မှားသွားပြီးတော့ပြင်ပပန်းမလုပ်ချင်တော့ပါဘူး။နေထိုင်ရတဲ့ပုံစံကိုလည်းသဘောကျပါတယ်။ စိုက်ပျိုးရေးလုပ်ကိုလည်းဆက်ပြီးတော့လှုပ်ချင်ပါတယ်ဒါပေမဲ့အရင်လိုပေးဆက်ရမှာမျိုးတော့မလုပ်ချင်တော့ပါဘူး။စာပြုတ်ရဲ့အခြေခံခီးသွွားလုပ်ငန်းရဲ့အဝေးဝေးတွေကမိသားစုတွေအတွက်ပိုင်ဆိုင်မှုတွေကိုထိမ့်သိမ့်ဖို့နဲ့အကျွေးဆက်ဖို့လည်းအထောက်အကူဖြစ်ပါတယ်။မြေစီလွာထိမ့်သိမ့်တာစပားစည်းလုံးအတက်အကျစောင့်ကြည့်တာတွေထက် Airbnb တဲခိုကလုပ်ငန်းအတွက်ပြုပြင်တာနဲ့ website တီထောင်တာတွေကို နှစ်သက်ကြတဲ့မျိုးဆက်သစ်လူငယ်တွေအတွက်လည်းဒီလုပ်ငန်းတွေကအလောက်ကိုင်းအခွင့်အလမ်းတွေကိုဖန်တီးပေးတယ်လို့ချက်ပိုင်ရှင်တွေက ဆိုပါတယ်ရှင်ကျမလေးပါပါ